အမွေခွဲပြီးတော့မေမေကသူမကိုရွှေလက်ကောက်အကွင့်တရားပေးပေးမိ။သူမကအကုန်လုံးရဲ့ရှင်မှာရွှေလက်ကောက်တွေကိုမိုက်ပုံးနဲ့ထည့်လိုက်တော့အမေကသူမကိုစူရယ်။အကိုရဲ့မိမကလည်းမနာလိုဖြစ်ပြီးတော့စူပါရယ်။တမီလေးအမေတမီအထွတ်ရွှေလက်ကောက်တွေဝယ်ထားတယ်။သမီးလက်ထက်ရင်ဝေလို့ရတယ်လေလုံးဝတတော့ပြပြောင်းလေးဖြစ်နေမှာသမီးနောက်ဆုံးဘသူနဲ့လက်ထက်လက်ထက်မျက်နှာငယ်စရာမလိုတော့ဘူးအကောလုံးကအမေရွှေလက်ကောက်တွေကိုတွေ့တော့မျက်လုံးအောင်တွေတောက်လာကြတယ်တချို့တွေကြတော့မနာလို့ဖြစ်ကြတယ်အမေအယမ်းလွန်တာပဲသူ့ကိုဝယ်ပြီးတဲ့ရွှေလက်ကောက်တွေကအမွေခွဲတာထထောင်ပုံများတယ် အမေပါလို့မတိုင်မိမယ်ညီမလေးကိုရွှေလက်ကောက်တွေအများကြီးဝယ်ပေးလိုက်တာလေအိမ်မှာမိသားစုဝင်၅ယောက်ရှိတယ်လေမမေပြောလို့မပြီးသေးခင်ပါပဲအကူကရွှေလက်ကောက်တွေကိုယူသွားတယ်အမေကအကူဖြစ်သူရွှေလက်ကောက်တွေယူသွားမှာကိုဆိုရင်ပြီးသူကမင်းညီမအရင်လေနောက်သူလက်ထက်ရင်ဒီလက်ကောက်တွေရှိရင်အမေတို့မျက်နှာငယ်စရာမလိုတော့ဘူးလေတပီးပိုက်ထဲမှာလေအမေတို့မြေလေးရှိနေပြီနောက်အမေတို့မြေလေးမွေလာလို့ဘာမှမကြံတော့ရင်သူကိုယူမယ်မိမရှိမှာမဟုတ်တော့ဘူးအမေအရန်ကောင်းမှမှာပါနဲ့ ။နောက်အမေနဲ့အဖေရဲ့အသုံးစရိတ်ကိုတမီးတို့ပဲပေးရမှာလေ။မကြီးကကိုဝင်မရှိသေးဘဲနဲ့အပူရီလျှောက်ပြောနေတာ။အဖေကစိတ်ပြက်ပြီးမတက်ထားရလိုက်တယ်။ယောက်ျားကြည့်ပါဦး။ကျမတို့ဘိုက်တင်ကကလေးကိုကျမတို့ကလေးလေးအတွက်ဒီလက်ကောက်လေးတွေချန်ထားကြမယ်လေ။မကြီးကယောက်ျားကိုချိုတက်ပြီးတော့ဒီလက်ကောက်တွေအကုန်လုံးကိုအပိုင်သိမ်းချင်နေပါလေ။နောက်ငါတို့မြေလေးမွေရင်ဘာမှမကြံတော့ပဲနေမယ်။တမီးကိုတဝက်ပေးပြီးချွေးမကိုတဝက်ပေးလိုက်လေ။အမေကအဖေပြောတာကိုသဘောမတူပေအဖေချက်တော့ကိုတန်းနေလိုက်တယ်။မင်းတို့ကိုပြောမယ်ဒီလက်ကောက်တွေဘယ်သူမှယူဖို့မကြိုးစားနဲ့ဒီလက်ကောက်တွေကငါသမီးအတွက်ဝယ်ပေးထားတာ အမေကသူမဘက်ကနေကာကွယ်ပြီးပြောနေတော့သူမစိတ်ချသွားတယ်။မကြီးလက်ကောက်လူနေတာကိုကြည့်ပြီးရဲချင်တယ်။သူမလည်းဘာမှမပြောဘဲရဲကြည့်နေလိုက်တယ်။အမေမြေလေးကိုဂယူမဆိုင်တော့ဘူးလား။မကြီးကအမေကိုချွဲပေးမယ်။အမေကလုံအောင်ဂယူမဆိုင်ဘူး။သူမလည်းဘာလို့ရမှန်းမသိဘဲဆက်ဆောင်ကြည့်နေလိုက်တယ်။အမေအမွေအရာဆိုအကုန်တယောက်တော့ပဲခွဲပေးရမှာလေ။ညီမလေးမင်းကလည်းဘာမှဝင်မပြောတော့ဘူးလား။အကုန်ညီသူများတို့ပဲယူရမှာလေ။ညီမလေးလည်းတော့ပဲယူချင်တာပါ။နောက်ဖစ်ဖိနေမမီအတက်ကြည့်လာရင်စေးစည်းကြံသေးတယ်။ မြမလည်းဒီလက်ကောက်တွေကုန်မယူခြင်းမဘူးမကြီးဒီလက်ကောက်တွေကုန်ရှင်မယူသင့်ဘူးနောက်ကြားအမေနဲ့အဖေစေးစေးတွေပေးဖို့ကြံသေးတယ်မကြီးကမျက်နှာချိုသွေးပြီးအမေကိုထပ်ပြောတယ်အမေဒီလက်ကောက်တွေညီမလေးကိုပဲပေးလိုက်တော့နော်နင်းစိတ်တဲ့ဘာတွေကြံစီနေလဲငါကုန်သေးတယ်ဒီလက်ကောက်တွေကုန်ငါသမီးကိုပေးမှာနောက်ငါတို့အသက်ကြီးလာရင်စေးဖို့ကိုလည်းနင်းတို့ပေးရမှာငါကိုဘယ်သူမှလာမချုပ်ချင်နဲ့မကြီးလည်းအမေပြောတဲ့စကားကိုကြားတော့စိတ်တူသွားပြီးစူပါဘောသွားကငိုတော့တယ်အကိုဖြစ်သူကမိမအနိုင်ကျင့်ခံရတာကိုတွေ့တော့မပြောတော့ဘဲပကံလုံးကိုရိုက်ခွဲလိုက်တယ်။အမေအယမ်းလွန်တာပဲ အမေချွေမပိုက်တဲ့ကကလေးမျက်နှာကို မကြည့်တော့ဘူးလားအမေဒီလိုလောက်တာတာယန်စိတ်ပြတ်တာပဲအမေဒီလိုလောက်တာအမေသမီးကြည့်လာရင်အမေကိုဆောင်းရှောင်းမလားကြည့်ရသေးတာပေါ့မင်းတို့ဘာသာကြိုက်တယ်လို့တွေးကြအမေမကြီးကိုတော့နည်းနည်းပြန်ကြည့်လိုက်ပါနော်သမီးပတ်စံပဲယူသွားလိုက်မယ်လက်ကောက်တွေတော့မယူတော့ဘူးနော်။နောက်သမီးလက်ထက်ရင်အမေကိုမဆောက်ရှောင်းနိုင်ရင်အမေဒီလက်ကောက်တွေကိုဆေးဖို့သုံးလို့ရတယ်လေ။သမီးနောက်ထပ်ဘသူနဲ့ပဲလက်ထက်ထက်ဂီယူမဆိုင်ဘူး။သမီးကအမေသမီးပဲ။ဒါအမေရဲ့စေတနာပဲ။သမီးဒီနေ့လက်ကောက်တွေမယူရင်အမေစိတ်မကောင်းဖြစ်ရလိမ့်မယ်။အမေကတော့အခက်တွေ့ရအောင်လုပ်ပြီး အမေတမီလက်ကောက်တွေသိမှုနေရာလဲမရှိဘူးလေအမေကငိုပြီးတော့တမီစိတ်မပူပါနဲ့တမီကမြို့ထဲမှာအလုပ်လုပ်တာဆိုတော့လုံခြုံပါတယ်အခန်းထဲမှာမိကန်တတဝယ်ပြီးတရားသိမ်းထားလိုက်အမေပဲတမီကိုသိမ်းထားပြီးပါလားတမီနောက်ပတ်စံလို့ရင်အမေစီလာယူမယ်လေဒီလိုလုပ်လို့မရဘူးလိုချင်တဲ့သူတွေကအများကြီးပဲဒီမှာထားရင်စိတ်မချရဘူးအမေက S ကပြောပြီးချွေးမကိုလမ်းကြည့်လိုက်တယ်အမေတမီကိုအလိုမကြည့်နဲ့အမေအဲ့ဒါဆိုတမီတို့ဘာမှပဲသွားသိမ်းကြရအောင် ။သမီးလက်ထဲမှာဆိုလဲစိတ်မချရဘူးလေ။အမေကဝန်နေတဲ့မျက်နှာနဲ့မလိုဘူး။ဘာမှဆိုလဲစိတ်မချရဘူး။ကို့ပစ္စည်းကိုကို့လက်ထဲမှာတင်တာအကောင်းဆုံးပဲ။ဘသူကမှယုံလို့မရဘူး။မိမိရဲ့ဒီလိုဝန်နေတဲ့မျက်နှာကိုမြင်တော့သူမှလည်းဝေခွဲမရဖြစ်လာတယ်။ဒီလက်ကောက်တွေတဲသွားရတော့မယ်နဲ့တူတယ်။နောက်ဘသူကမှရှောက်မပေးရတော့ဘူးနော်။ဒီစာချုပ်တွေကအတိုင်းအကုန်လုံးကိုပတ်စံခွဲပေးပြီးပြီ။ဒီလက်ကောက်ကအမေသမီးကိုတတ်တတ်ပေးတာ။အမေတော့ပါတော့သမီးဘာမှမလိုချင်ဘူး။ နင်းယူနေတာလားဘာလို့လက်ကောက်တွေကိုအမိုက်ပုံးနဲ့ထည့်လိုက်တာလဲနင်းမျက်နှာယူနေတာလားဘာတွေရှောက်လုံနေတာလဲပတ်စံပေးတာလဲမယူဘူးလက်ကောက်တွေကိုလည်းအမိုက်ပုံးနဲ့ရှောက်ပြတယ်အမေကိုအခုချက်ချင်းပြန်တောင်းမှန်လိုက်မဟုတ်ရင်ငါနှင်းကိုတတ်ပြမယ်တောင်းမယ်ရမယ်ဘာလို့တောင်းမယ်ရမှာလဲသမီးဘာလို့ဒီလိုတွေလုပ်နေတာလဲအမေလောက်တာပေးတာမှလို့လေသမီးပြောမှအမေတီမှာပေါ့အမေကိုတောင်းမှန်လိုက်လို့ပြောနေတာလေအမေကိုအလိုလိုဆရာလားအမေကအလိုလိုက်ထားတော့နှင်းကစိုးနေတာပေါ့အကူကတောင်းမှန်ဖို့ပြောနေပြီးအဖေကလည်းပခုံးလေးပုတ်ကနှစ်သိမ့်နေပါလေမကြီးကတော့ဘိုက်ကိုပုတ်ပြီးဘေးမှာထိုင်ရနေတယ် ောင်းမီတောင်းမယ်မေအမိုက်ပေါ်နဲ့ကလက်ကောက်တွေကိုထုတ်ပြီးဒီလောက်လောဘတက်နေတယ်မကြီးစီသွားလိုက်တယ်ဒါရီရှင်လိုချင်မလားနောက်မှနောင်တမရနေနော်